ကိုဝန်ဆောင်မျိုးသမီးတယောက်ကိုဂျာမန်ရှက်ဖတ်ခွေကဆက်တိုက်ဟောင်းနေတာမြင်တော့မျက်လုံးပြူးကျဲသွားခဲ့ပါရင်သူမကစိတ်မသက်မသာခံစားလက်ရပြီးတော့နောက်ကိုဆုပ်ကလက်တစ်ဖက်နဲ့သူမရဲ့ဘိုက်ကိုကာခွေတဲ့အနေနဲ့ပြေးထားခဲ့ပါရင်ယေစုပြုတ်ပြီးတော့သူ့ကိုရက်ခိုင်းပေးပါအောင်ဆိုပြီးသူမကဘေးမှာရှိတဲ့လူတွေကိုပြောလိုက်ပါရင်ဒါပေမဲ့ခွေကလေးရပ်ကနောက်မဆုပ်ပါဘူး သူကအတန်တူတူလေးထွက်ပြီးတော့သူမကိုစိုက်ကြည့်နေခဲ့ပါရင်သူ့ရဲ့မျက်လုံးကအန်ဒီရဲ့ရှိတဲ့အရာတခုခုဖုံးကွယ်ထားတယ်လို့မျိုးသူမကိုစိုက်ကြည့်နေခဲ့တာပါမပ်ဆိုတဲ့တခြားသောလုံချွေးအရာရှိဝင်တဲ့အကြည့်ရှင်းဆုံသွားခဲ့ပါရင်မပ်ကတီပါရင်ခွေကလေးရပ်ဖာဆေးလိုက်မှန်ပါလုံနေတာမဟုတ်ပါဘူးသူကချင်းချောင်းမှုတွေမွေးရဆေးဝေးပောက်ကွဲပစ္စည်းတွေကိုရှာဝေဖို့အတွက်လေ့ကျင့်ခန့်နိုင်ရတဲ့ခွေဖြစ်ပါရင်ဒါပေမဲ့ဒီတစ်ခေါက်ကတော့မတူတော့ပါဘူးသူမကတရားမဝင်ပစ္စည်းတခုတည်ဆောက်နေတာလည်းဖြစ်နေပါရင်ဒါဆိုရင်ဒီကိုယ်ဆောင်အမျိုးသမီးကချင်းချောင်းမှုတခုလား အနားမှာရှိအရာရှိတူကမျက်နှာထားတည်တည်နဲ့အရက်မြမြလူတယောက်အရှိကိုထွက်လာခဲ့ပါရီအမျိုးသမီးကြီးကျွန်တော်တို့မိခွန်းအနေငယ်မေးရှင်းပါလဲဆိုပြီးတော့သူကအတိတ်မမနဲ့ပြောလိုက်ပါရီအမျိုးသမီးရဲ့မျက်နှာကလည်းဖြူဖြော့သွားခဲ့ပါပြီကျမနားမလဲတော့ပါဘူးကျမဘာမှမလုပ်မိထားပါဘူးဆိုပြီးတုံလုံးစွာနဲ့ပြန်ပြောခဲ့ပါရီခရီးတွေကသူတို့အရှင်ရှင်တီးတိုးဝေပြောဆိုနေကြပြီးသူတို့ရဲ့အကြည့်ဝေကအမျိုးသမီးနဲ့ဟောင်နေခဲ့တဲ့ခွေအကြမ်းမှပြန်လွင်နေခဲ့ပါရီတချို့ကတန်တရားမျက်လုံးနဲ့ကြည့်ကြပြီးတချို့ကတော့ဇွေးမှုကိုပြသခဲ့ပါရီ ဒါကနားလည်မှုလွဲတာပဲလားဒါမှမဟုတ်ခွေးလေး rap ကတခြားဘယ်သူမှမမြင်နိုင်တဲ့အရာကိုတွေ့နေတာများလားသူ့ရဲ့လုံးဟော်ကန်ဖေးရဲ့ပင်ကိုညံကိုယုံကြည်ပြီးတော့လုံချွေးကလည်းဆုံးဖြတ်ချက်ချတော့ပါရီး အသေးစိတ်စစ်စစ်ဖို့အတွက်သူမကိုခေါ်သွားရမယ်ဆိုပြီးအမျိုးသမီးကိုပြောလိုက်ပါရီဘာပဲဖြစ်သူတို့ကအမြန်ဆုံးစစ်ဆေးမှာပါလို့ပြောပါရီယူနီဖောင်းဝတ်ထားတဲ့အရာရှိနှစ်ယောက်ကကိုယ်ဆောင်အမျိုးသမီးကိုတိမ်မွေ့ပေမဲ့တီးတက်လုံချွေစစ်ဆေးခန်းစီခေါ်သွားခဲ့ပါရီသူမရဲ့အသက်ရှူတန်နေလင်းမြလာခဲ့ပါပြီဘိုက်ကိုဆုပ်ကင်ထားတဲ့လက်နေကလေးတုံလာခဲ့ပါရီသူမကတောင်းပန်နေခဲ့ပေမဲ့မရပါဘူးဘာဖြစ်နေမှန်းကျွန်မမသိတော့ဘူးဆိုပြီးပြောနေခဲ့ပါရီခွေးကလေးကလည်းအနောက်ကနေနင်းနီးကကလိုက်ပါလာခဲ့ပါရီခွေးလေး rap ကတော့အေးဆေးမနေပါဘူး သူ့ရဲ့ထက်မြက်တဲ့မျက်လုံးတွေကအမျိုးသမီးကိုစူးစိုက်နေဆဲပဲဖြစ်ပါလိမ့်လုံချွေးအရာရှိကလည်းခွေးလေးအခုလိုမျိုးပြုတ်မှုတာကိုတခါမှမမြင်ဘူးတေပေါင်းအရာရှိတယောက်ကအမျိုးသမီးရဲ့ပိုင်ဆိုင်မှုတွေကိုတတိထားပြီးရှာပွေပါလိမ့်တခြားသောတယောက်ကခန္ဓာကိုယ်စစ်ဆေးဖို့ပြင်ဆင်ပါလိမ့်ကျမတို့တည်တည်နဲ့ဈေးကူတမှုအခြေအနေတွေရှိပါသလားဆိုပြီးအမျိုးသမီးအရာရှိတယောက်ကပို့ပြီးနူးညံ့တဲ့အတန်းနဲ့မေးလိုက်ပါရီကိုဝန်ဆောင်အမျိုးသမီးကလည်းခေါင်းခါပြောပါရီမရှိပါဘူးဒါပေမဲ့ကိုဝန်ကခွန်းလရှိပါပြီဒါပါပဲဆိုပြီးသူမရဲ့အတန်းကဘာမှမသိချသလိုမျိုး ရင်းအိုင်နေခဲ့ပါရင်အဲ့ဒီအတော်အတွင်းမှာအခန်းပြင်ဖက်မှာဆိုတော့ rap ကဟိုဖက်ဒီဖက်လမ်းလျှောက်ပြီးတခါနာမှာကတ်နေခဲ့ပါရင်သူမကတရားမဝင်ပစ္စည်းတိတ်ဆောင်မလာဘူးဆိုတော့ခွေးလေး rap ကဘာကိုများတွေ့နေခဲ့တာလဲရုတ်တရက်ဆိုသလိုပဲအမျိုးသမီးကအသက်ရှူကျက်သွားခဲ့ပြီးတော့လက်ကိုဘိုင်းနဲ့ဖိကန်လိုက်ပါရင်အံ့အားတင့်တဲ့အကြည့်တခုသူမရဲ့မျက်နှာအပေါ်မှာလင်းမြန်းစွာဖြတ်တန်းသွားခဲ့ပါရင်ဆိုးရွားတဲ့အရာတခုဖြစ်နေခဲ့ပါပြီအခန်းထဲကအေးဆေးသိမ့်သိမ့်သွားခဲ့ပါရင်အမျိုးသမီးရဲ့မျက်နှာကအနာကျင်မှုနဲ့ရှုံ့မဲ့သွားခဲ့ပါရင် သူမကရုပ်တရက်အသက်ရှူကျက်သွားတယ်လို့မျိုးဖြစ်သွားခဲ့ပြီးတော့လက်တွေကလည်းဘိုက်ကိုဆုပ်ကင်ထားခဲ့ပါရင်တကခုမှနေပြီဆိုပြီးသူမကတိုးတိုးလေးနဲ့တုံရင်စွာပြောလဲပါရင်နဖူးပေါ်မှာရွှေဆက်တွေထွက်လာခဲ့ပြီးတော့အသက်ရှူတာဟာပုံပြီးခက်ခဲလာခဲ့ပါပြီဇေဘက်ဆိုင်ရာအကူအညီခေါ်ပေးပါဆိုပြီးအရာရှိကလည်းမန်ပပါနဲ့အမိတ်ပေးလဲပါရင်အမျိုးသမီးရဲ့ခြေထောက်တွေအားပြတ်သွားခဲ့ပြီးတော့ကလာတိုင်းပေါ်ပြိုကျသွားခဲ့ပါပြီခန္ဓာကိုယ်ကတုံရင်ဖြစ်လာခဲ့ပါရင်ဒါပေမဲ့နောက်ထပ်တစ်ခုလည်းရှိနေသေးပါရင်ကြောက်ရွံ့မှုပါခွေးလေးရပ်ကတော့ဦးနေခဲ့ပြီးတခါအနားမှာပုံမှုပြင်း ထန်စွာလှုပ်ရှားနေခဲ့ပါသည်သူ့ရဲ့ပုံမှန်တရီထားမှုကစိတ်ဒုက္ခရောက်မှုစီကိုပြောင်းသွားခဲ့ပါပြီလုံရွှေးမာကသူ့ရဲ့ခွေးလွတ်ဖို့ကန်ဖက်ဒီလိုတုံ့ပြန်တာကိုတခါမှမမြင်ဘူးပေါ့အဲ့ဒီအချိန်တခြားအရာရှိတယောက်ကနောက်ဆုတ်သွားခဲ့ပြီးတော့သူမမီးဖွာတော့မလို့လားမသိဘူးဆိုပြီးတီတိုးပြောလိုက်ပါသည်မျက်လုံးတွေကမတေချာမှုနဲ့ကြဲနေခဲ့ပါပြီအမျိုးသမီးကလည်းခေါင်းကိုအလင်းမြန်ခါလိုက်ပါသည်မဟုတ်ပါဘူးကျမကိုယ်ဆောင်ထားတာကလည်းအရန်ကိုစောနေတေးပါတယ်လို့ပြောပါသည်သူမအသက်ရှူကြပြီးနောက်ထပ်အနာကျင်မှုတန်ကိုခံလာရတဲ့အခါမှာမျက်နှာရှုံ့မဲ့သွားပြန်ပါသည် ကျေးဇူးပြုပြီးတော့ကျမကိုကူညီပါဆိုပြီးသူမကပြောလိုက်ပါရင်ဈေးဝန်ထမ်းအဖွဲ့တစ်ဖွဲ့ကလည်းအခန်းထဲကိုအမြန်ဆုံးပြေးဝင်လာကြပြီးတော့လုံရွှေဝန်ထမ်းတွေကိုတွန်းဖက်ကဝင်လာကြပါရင်ဈေးဝန်ထမ်းခေါင်းဆောင်ကသူမရဲ့အနားမှာဒူးထောက်ချလိုက်ပါရင်ရှင်ကိုဈေးုံစီချက်ချင်းပို့ပေးမယ်ဆိုပြီးပြောလိုက်ပါရင်လုံရွှေမကလည်းထိတ်လန့်သွားခဲ့ပါရင်ဒါကလုံရွှေကိစ္စထက်ကြော်လွန်နေခဲ့ပါပြီ ဒါဟာအသက်နှစ်ခုကိုကယ်တင်ဖို့အကြောင်းပဲလို့တွေးလိုက်မိပါရင်ဈေးဝန်ထမ်းတွေကအမျိုးသမီးနာကျင်စွာငင်းယူနေတဲ့အချိန်သူမရဲ့ကိုတွင်အင်္ဂါဝေကိုအလင်းမြန်ဆင်ဆေးကြပါရင်သူမရဲ့သွေးခုန်လုံးပုံမှန်မဟုတ်ဘူးစွာသူတို့အထက်ကတယောက်တီးတိုးပြောလိုက်ပါရင်အခုချက်ချင်းပဲပြောင်းရွှေ့ရမယ်လို့သူတို့ကပြောလိုက်ပါရင်ဒါကြောင့်ကိုစောင်းအမျိုးသမီးကိုတည်ယူနေတဲ့အချိန်ခွေလီရပ်ကတော့ရုတ်တရက်အရှိန်နဲ့အရှိကိုခုန်ထွက်သွားခဲ့ပြီးပုံမှန်ပြင်းထန်စွာအနက်နေခံနေခဲ့ပါရင်သူရဲ့နေရက်တွေကလည်းစိတ်မသက်မသာတစ်ခုကိုပြနေတယ်လို့မျိုးဖြစ်နေခဲ့ပါရင် အဲ့ဒီချင်းဇေဝန်ထံတယောက်ကထူးဆန်းတဲ့ခုကိုတတိထားမိသွားခဲ့ပါရင်သူကအမျိုးသမီးရဲ့ဘိုင်းအပေါ်သူ့ရဲ့လက်ကိုတတိထားပြီးဖိကန်လိုက်ပါရင်လှုပ်ရှားမှုကိုခံစားလိုက်ရတာပါစက္ကန့်အနည်းငယ်ကြာမှာတော့သူ့ရုပ်တရက်ငေးသွားခဲ့ပါရင်ဒါကစောစီးနဲ့မိဖွားမှုပဲမဟုတ်ဘူးတခြားတကခုဖြစ်နေတယ်ဆိုပြီးပြောလိုက်ပါရင်ကိုယ်ဆောင်အမျိုးသမီးကတော့ကျမဘာမှနေမန်းကိုမတိတော့ပါဘူးလို့တီတိုးပြန်ပြောပါရင်ကျေးဇူးပြုပြီးတော့ ကျမရဲ့ကလေးကိုပဲကူညီပေးပါလို့ဆက်ပြောနေခဲ့ပါရင်မကြခင်မှာကြောက်မဲ့ဖွယ်ကောင်းတဲ့အဖြစ်ကပေါ်လာခဲ့ပါပြီဈေးဝန်ထမ်းတယောက်ကမာစီကိုလဲလိုက်ပြီးတော့သူ့ရဲ့မျက်နှာကတင်းမာနေခဲ့ပါရင်အခုချက်ချင်းခွဲစိတ်ခန့်နဲ့မရောက်ဘူးဆိုရင်တော့အမျိုးသမီးရောကလေးပါနေရောက်လုံးအတက်မရှင်နိုင်ဘူးလို့ပြောလိုက်တာပါ ဒီအချိန်မှာပဲခွေးကလေး rap ကအမားမလုထားဘူးစွာတိကျသွားခဲ့ပါရင်သူကအမျိုးသမီးတို့ရဲ့အသက်ကိုကယ်တင်ဖို့အတွက်စ조사ခဲ့တာပါဈေးဝင်ထမ်းတွေကအမျိုးသမီးကိုလူနာတင်ရင်စီအပြေးပို့ဆောင်ပေးနေတဲ့အချိန်လေးစိတ်မှဆိုရင်တော့ရုံးရင်းဆန်ခတ်အနေငယ်ဖြစ်သွားခဲ့ပါရင်သူတို့ရဲ့အတန်တွေကအရေးကြီးတဲ့အမြင်နဲ့ပြတ်သားနေခဲ့ပါရင်မာနဲ့ခွေးလေး rap ကသူတို့နဲ့အတူအပြေးလိုက်သွားခဲ့ပါရင်စေဝန်ထန်းနေကတော့ကွန်ဆောင်မျိုးသမီးကိုတတိရှိနေဖို့အမြဲတမ်းတိုက်တွန်းနေခဲ့ပါရင်သူမရဲ့လက်ကိုလည်းတင်းကြပ်စွာဆုပ်ကင်ပေးထားပါရင် ခွေကလေးရပ်တာမဟုတ်ဘူးဆိုရင်တော့တကခုမားနေပြီးဆိုတော့သူတို့အနေနဲ့အချိန်မီတိရှိမှမဟုတ်ပါဘူးဈေးဝင်ထန်းတွေကလူနာတင်အထက်သူမကိုမတင်လိုက်တဲ့အခါမှာအမျိုးသမီးကခေါင်းကိုအနေငယ်လှိတ်လိုက်ပါရင်သူမရဲ့နှခမ်းတွေကတုံရင်နေခဲ့ပါရင်ဂျေဆုတင်ပါတယ်ဆိုပြီးသူမကခွေလေးကိုဓာတ်ရိုက်ကြည့်ကတီးတိုးပြောလိုက်ပါရင် ဂျာမန်ရှက်ဖတ်ခွေကအာပင်နဲ့တိတ်တဲ့အနေနဲ့တူတူလေးငီးထွားတဲ့အတန်တစ်ခုထွက်လာပါပြီသူရဲ့ခန္ဓာကိုယ်ဟာစိတ်လုံရှားနေခဲ့ပါပြီဒီလိုနဲ့လူနာတင်ရင်တခါပိတ်သွားခဲ့ပြီးစကန့်အနည်းငယ်အတွင်းမှာပဲအရှိန်မြင့်ကမောင်းထွက်သွားခဲ့ပါပြီဒီအချိန်မှာတော့အခွေးကလေးကနောက်ဆုံးမှအေးစီးသွားခဲ့ပါပြီနောက်ဆုံးမှာတော့တခါပွင့်သွားခဲ့ပြီးဆရာဝန်တယောက်ကသူ့စီကိုရှီးကပ်လာခဲ့ပါပြီအဲ့ဒီနောက်အပြုံးအနည်းငယ်တစ်ခုပေါ်လာခဲ့ပါပြီ ူမအဆင်ပြေသွားပါပြီလို့ဆရာဝန်ကပြောလိုက်တာပါအမေရောကလေးပါတည်ငြိမ်သွားပါပြီဆိုပြီးပြောခဲ့တာပဲဖြစ်ပါတယ်ဒီအချိန်မှာပဲလုံချုံသမားနဲ့ခွေးကလေးကစိတ်ချမ်းသာသွားခဲ့ပါတယ်ခွေးရဲ့အမီးကလည်းလှူရှားနေခဲ့ပါတယ်သူကလည်းစိတ်တက်တက်ရရသွားတဲ့ပုံစံပေါ်နေခဲ့တာပါအဲ့ဒီနောက်ဆရာဝန်ကတည်င်းတစ်ခုကိုဆက်ပြီးပြောပြခဲ့ပါတယ်ရုပ်တရက်စစ်ဆေးလို့မရတဲ့အတွင်းပိုင်းပေါက်ပြဲမှုတစ်ခုတော့ရှိနေခဲ့ပါတယ်သူမကသာအချိန်မီဈေးကူတမှုမယူခဲ့ဘူးစင်တော့သူမရောကလေးကပါအခုချိန်ထိအသက်ရှင်မှာမဟုတ်ဘူးလို့အံ့ဩစွာနဲ့သူတို့ကိုပြောပြပါရင်း ခမရရဲ့ခွေးကဘယ်လိုတိခဲမှန်းတော့ကျွန်တော်မသိပါဘူးဒါပေမဲ့ဒီခွေးလေးကသူမရတက်ကိုကဲတင်ပြီးခဲ့တာပဲလို့ပြောပြခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲသူနာပြုတ်နောက်ထပ်တစ်ယောက်ကအရှိကိုထွက်လာခဲ့ပြီးတော့ခုနကတုန်းကမိဖွားခဲ့တဲ့ကလေးအမေစီကစာတူတစ်ဆောင်ကိုကင်လာခဲ့ပါတယ်စကလုံးအနေငယ်ပဲပါပေမဲ့မကုန်းဝမ်းတာမျက်ရည်ကျစေခဲ့ပါတယ်စာထဲမှာရေးသားထားတာကအဲ့ဒီခွေးလေးကိုကျမရဲ့အသက်တခင်ဂျေဆုရှင်ပဲဆိုတာကိုပြောပြပေးပါဆိုပြီးရေးသားထားတာပါကြည့်ရှုပြပရိသတ်များအားလုံးဂျေဆုထူတင်ရှိပါခင်ဗျာ ဒီလိုတွေကသူတို့ရဲ့အမိုက်စာစိတ်ကူးအေးကိုချပြခဲ့ပါရီငွေအနှင်းငယ်ပဲအသုံးပြုပြီးတော့အရန်ကိုမှခိုင်ခန့်ပြီးကြားရှိခံမဲ့ကြောင်လီကားကြီးတစ်ခုကိုသူတို့ဘာသာတိဆောက်လိုက်တော့ပါပရမအောင်ဆုံးအနေနဲ့သူက၄တောင်ပိုက်တစ်ခုကိုနေရာတကျချထားလိုက်ပြီးတော့လုံးမနေအောင်ချဲလို့ရတဲ့ဘောက်ဝင်နဲ့တင်းတင်းကျပ်တတ်လိုက်ပါလိအဲ့ဒီနောက်တန်တောင်းဒီကိုသတိကံပုံစံပေါင်း၄ဝေးဖြစ်အောင်စီပြီးတော့လေကထစ်တစ်ထစ်ချင်းစီရအောက်ခံအဖြစ် လုံလိုက်ပါရင်တန်ဆက်ပြီးသွားတဲ့အခါမှာအစွန်အဖျားဝေကိုတေရှာချောမွေအောင်လုံလိုက်ပြီးအယောင်တင်တဲ့ဈေးကိုတစ်ထပ်ထပ်လိုက်ပါရင်အဖို့ဆုံးကဏ္ဍီစပြီးတော့သူကလေကထစ်ဒီကိုတဆင့်ပြီးတဆင့်တက်သွားတော့ပါတထစ်ချင်းစီကိုအတိအကျတိုင်းထားတော့တက်ရတာကအံ့ဩစရာကောင်းလောက်အောင်ပဲလွယ်ကူနေခဲ့ပါရင်လေကထစ်ဒီအကုန်လုံးနေရာတကျရောက်သွားပြီးတော့အဖို့ဆုံးမှာ၄တောင်းပေါင်းတစ်ခုကိုတန်ဆက်ပြီးလေကရဲ့နောက်ဆုံးအထစ်ကိုလုံလိုက်ပါရင်နောက်ပြီးတော့ထရီကန်ပုံလေကထစ်ဒီကိုတလဲစီနဲ့ ဝိုင်းဝိုင်းလေတော့စီပြီးနေရာငင်းငင်းညာဖြစ်အောင်တေချာတော့ပါလိတန်ချုံဝင်တဲ့လေကထစ်တွေကိုလုံလုံရှုံတန်ဆက်ပြီးရတော့လေကထစ်တစ်ခုချင်းစီရဲ့အစွန်ကိုတန်ဆက်ကားဝင်နဲ့ထပ်ပြီးအားဖြည့်ထားတာကြောင့်လေကထစ်တွေကတန်တန်မမဖြစ်နေခဲ့ပါပြီတန်ဆက်တော့ပြီးအားလုံးပြီးသွားပြီးရတော့လေကားလက်ရန်တက်ဖို့အတွက်အချိန်တန်ပါပြီနောက်ဆုံးမှာတော့သူကကွေ့ကွေ့လေးဖြစ်နေခဲ့တဲ့ပိုက်တွေကိုတက်ပါရင်းဒီလိုနဲ့ပဲကြည့်လို့လပပြီးတော့ခိုင်ခန့်တဲ့လေကားခုံကြီးတစ်ခုပြီးသွားခဲ့ပါပြီခံယုံတယ်မကပါဘူးကြည့်ရတာကတော်တော်လေးကိုမိုက်ပါရင်း တင့်နေတဲ့သူတို့ရဲ့တီထွင်မှုကိုဘယ်လိုမျိုးထင်မြင်မိပါသလဲကြည့်ရှုပြပရိသတ်များအားလုံးကျေးဇူးတူတင်ရှိပါခင်ဗျာ